ရတုမင်းမင်းဘယ်လိုရောက်လာလဲရတုအဲ့ဒီမှာပဲသူ့မျက်လုံးထဲမှာရတုဆိုတဲ့လူကပြုံးမရှိနေရလို့မြင်နေရတယ်။တောင်းမြင်တော့တာကျော်လေးပိညာကိုရတုထင်ပြီးထိုးကြိတ်တော်လာမှာ။ဟဲ့ရတုမင်းမင်းထွက်သွားထွက်သွားမရှိဘူးပေါ်မလာနဲ့ထွက်သွားကွာ။အဲ့လိုထိုးကြိတ်နေရဆိုတော့ပိညာကဟဲ့တာကျော်မင်းမှပြောနေရတယ်ရတုကတေးသွားပြီလေကွာ။ဟင်တော့တာကြော။မဟုတ်ဘူး။မတေးသေးဘူး။မင်းရတုပဲ မိစတုပိုတူရိုတတွေလဲတာကြောင့်အတင်းတွေဝင်ဆွေးနေရပြန်နေကိုကြီးတာကြောင့်သတိထားပါအောင်ဗျဘာဖြစ်နေရောလဲတဲမှာတော့ပိုတူရိုတတွေကိုချက်ကြီးနဲ့တူရွာတရာကိုကားနဲ့ခီးထွက်လာခဲ့ကြတယ်ဒီကမှာတော့သူတို့ကြီးမဟုတ်တော့ဘူးကိုချက်ကြီးရဲ့တငယ်ချင်းကိုသားကျော်ဟာပါလာအောင်ဆိုတော့ချက်ကြီးကဟိတ်ကလေးတွေ မင်းတို့ရွာရောက်ရင်တာကြောက်စီရနေပညာရည်များကြီးယူကြနော်ကြလားဘာပညာရည်လဲကိုချက်ကြီးနီးပညာပေါ့ကွာတာကြောက်ကနီးပညာပဲမှာအရန်တော်ရနော်စွတ်အောင်ရတာလားကွာလက်တော်သုံးနီးရဲ့ပိုင်းလေသူ့ကိုမေးလို့ရတယ်သူတင်မေးလိုက်ဟုတ်တယ်ညီလေးတို့ရဲ့ညီလေးတို့တခုသိကျင်တာဆိုအကို့အမေနော်ဒီခေတ်ကလေမင်းတို့လိုအရွယ်လေးတွေကစပြီးတော့လက်တော်ကိုကောင်းကောင်းသုံးတတ်နေမှာတော်ကားကြတာကွာဒီလိုပြောတော့ပို့တူတို့တူတူလေးလက်တော်သုံးရတော့မေးဆိုပြီးပြောနေခဲ့ကြတယ် ဒါလို့နဲ့နေငင်းလောက်မှာတော့သူတို့သွားချင်တဲ့ရွာကအိမ်ကိုရောက်လာပြီဆိုတော့ကောင်းအောင်အရှိမရလိုက်ကြရင်ကာယတာနဲ့ချက်ကြီးဟာကဲခလေးရီစင်းကြတော့ရွာကိုရောက်ပြီဒါနဲ့အာလုံးကောင်းမွန်အနေစင်းလိုက်ကြရင်ချက်ကြီးဟာပင်ညာဝေးပင်ညာငါတို့လာရဲကွာတာကြော်လဲပါရင်အိမ်တွေကလာဖွင့်မအောင်ကွာပင်ညာဝေးအဲ့လိုအော်ပြောနေတော့အိမ်တွေကနေ ဒုက္ခရန်နဲ့ရန်နဲ့နဲ့အဖွားကိုတယောက်ထွက်လာတယ်။အဲ့ဒီအဖွားကချက်ကြီးကိုတေချာကြည့်ပြီးတော့ဘသူနဲ့တွေ့ကျင်လို့လဲ။အဖွားကအသက်ရွယ်ရာဦးနေရေးဆိုပေမဲ့စကားပြောတာတော့မမထန်ထန်ပါ။ကျွန်တော်တို့ဒီရင်ကပိညာနဲ့တွေ့ကျင်လို့ပါ။ကျွန်တော်တို့ကပိညာရဲ့တငယ်ချင်းနေပါ။ဟိုကျွန်တော်ကတာကျော်၊သူကချက်ကြီးပါဗျ။ဒလုံနဲ့ပြောနေတော့အဖေါ့ကရုတ်တရက်ဆိုသလိုခက်တံနေမျက်လုံးညီကိုပြောင်းသွားပြီထွက်သွားငါရင်ရှိရနေထွက်သွားမလာခဲနဲ့ နေတို့လိုမတက်နဲ့ဝိညာဉ်တွေအဝေးမခံနိုင်ဘူး။ငါ့ရဲ့ညစ်ပတ်တယ်ထွက်သွားကြ။ဒီလိုမျိုးရင်သီးရဲ့စကားတွေကိုပြောနေအောင်ဆိုတော့ဖိုးတူကိုတတွေလဲလန့်သွားကြတယ်။ဒါနဲ့ဖိုးတူကခွချက်ကြီးခွချက်ကြီးအိမ်များမှားတာလားဗျ။အဖွားကတော့သူ့ကိုကြည့်ပြီးခொနဲ့ကစကားတွေကိုပဲဇက်တိုက်ပြောနေခဲ့တော်တယ်။အိမ်မမားပါဘူး။ဘလို့ဖြစ်တာမလဲ။အဲ့ဒီအချိန်မှာပဲချက်တီယိုနဲ့ရွှေတူလူငယ်တယောက်ရောက်လာတယ်။ဟာပြဿနာပဲအဖွားရား။ အမမကြီးရှောက်အောင်နေရလေဒါကကျွန်တော်တငယ်ချင်းနေပြအာနာဆရာကြီးပြပညာဆိုတဲ့လူငယ်ကချက်ကြီးတို့ဘက်ကိုလှည်နေဟဲ့နီခဏကွာဟမ်ငါအဖွားကိုအိမ်နဲ့ပြန်လိုက်ဖို့ပေးလိုက်အောင်မေခဏနော်ဒီလိုနဲ့အဖွားကိုခေါ်ပြီးအထဲကိုဝင်သွားတယ်တုပ်ပေါ်ကတောင်းမြင်တော့ငါတို့လေနေရမှာတော့လန့်နေဟိုတော့ကြာအဲ့နေတော့အရှိတတဲ့မှာလာတိုင်းပြီးအဲ့လိုပြောနေဒုက္ခအဲ့ဒီအချင်းပိန်ညောင်ပြင်ရောက်လာတာဆိုတော့မိဝိုင်းက ဟဲ့တို့ပေါ့တို့တို့ပြောပါဟာကြာသွားရင်မကောင်းအိမ်နောက်တော့ပိညောင်ကအိမ်တကားကိုဖွင့်လိုက်ကြည့်လာကြကွာအိမ်နေအားနာပါလေကွာခုနကငါဖွားနည်းနည်းအသက်ကြီးတော့အဲ့လိုစကားတွေရှောက်ပြောရတာပဲကွာဟိုစိတ်ထဲမထားနေကွာနော်ဒီလိုနေ့ဖိုးတူတို့တွေအိမ်ထဲကိုဝင်လိုက်ကြတော့ဒီအိမ်နောက်တော့အခန်းထဲမှာနေရာချပြီးတော့တုတ်ကောင်ဟာ ဟိုခုခုနကအဖွားကြောက်စရာရင်နော်ငါတို့ကိုကြည့်ပြီးပြောနေတာကြက်သိန်းတော့ထားတယ်ကွာငါတို့အားလုံးကြည့်ပြောတာမဟုတ်ပါဘူးကွာ तू ကလူတယောက်တည်းကိုပဲကြည့်ပြောနေတာရင်မင်းစကဘာလဲငါဘင်း तू ငါတို့ကောင်တို့ရည်ရွယ်ပြီးတော့ပြောတာပဲဟာမဟုတ်ဘူးကွာ तू ကလူတယောက်တည်းကိုပဲရည်ရွယ်ပြီးတော့ပြောနေတာဒါမှမဟုတ်အဲ့လူကကိုချက်ကြီးကိုလားကိုသားကြောင်လားဆိုတော့ငါလည်းသိချာမသိဘူးဟဲ့ငါဘင်းနေလေသူများရွာရောက်နေအောင်ရှားလုံးလို့လို့စားမလေးနှင်းမောင်းလို့လုံနေနေဦးနော် ကြာလား လို့ဆရာမလို့ရင်တော့မလို့ပါဘူးကနင်းရလေသူတို့စကားပြောနေတော့တာကျော်ရောက်လာပြီခလေးတွေဘာလို့နေကြတာလဲအထုပ်တွေနေရကြနေဟာကိုကြီးတာကျော်ရဲ့ဘာဖြစ်လို့လဲဗျဟာမမဟုတ်ပါဘူးအကိုလဲအားနေတော့မင်းတို့လက်တော့တင်ချင်အကိုတို့အခန်းစီကိုလာခဲ့လို့ပြောမလို့ပါဒီတန်လေးကြောင်ရောကိုသူတို့တွေတက်ကြသွားပြီးတော့တာကျော်အခန်းကိုပြေးသွားကြတယ်ဒါမှမဟုတ်လေငပိန်ကတော့ကြံနေခဲ့တာဆိုတော့တာကျော်ဟာငပိန် မင်းอ่ะမသိဘူးလားဟမ်သိမှာပါဗျလိုက်ခဲ့မယ်နီကိုကြီးတာကျော်ဒါနဲ့တာကျော်လည်းရှေ့ကနေထွက်သွားတယ်ငပိန်ကတော့အနောက်ကနေပြေးပြေးချင်းလိုက်လာခဲ့တော့တာပါဒါလို့နေတာကျော်တို့ခန်းမဲရောက်တော့ကိုတို့ကချက်ကြီးကိုမတွေ့ရနဲ့ကိုချက်ကြီးရောဘယ်တော့ ਆ လိမ့်ဗျကိုကြီးတာကျော်အကိုလည်းမသိဘူးပညာနဲ့စကားပြောနေရနေမှာပေါ့ထားလိုက်ပါအကိုတို့တင်ဆက်ရှိရတင်ကြရအောင်အိမ်နောက်တော့လက်တော့ဖွင့်ပြီးဘလို့သုံးရတယ်ဆိုတာတွေကို ပြောပြပေးနေခဲ့တယ်။အဲ့ဒီအချိန်ပိန်ညောင်ရောက်လာတယ်။ဖျောက်သွားကြုံလာပါအောင်ကွာ။ကျောင်းတော့ရှေးအောင်နှောင်းဖြစ်လေးပြောရအောင်။အေးအေးလာခဲ့ပြီ။အဲ့လိုပြောပြီးသားကြောင်ကကိုထုတို့ဘက်ကနေ။ကဲခလေးတွေကိုကြီးသွားလဲအောင်။ခုနကကိုကြီးပြပေးထားတာကိုလုံးကြည့်နေလိုက်ကြ။ကင်းနေပါရဲ့လေရှိတယ်။စော့ရင်လည်းစော့ကြဖို့။ဒီလိုနဲ့သားကြောလေအခန်းထဲကနေထွက်သွားရင်ကြံနေခဲ့တဲ့ဖိုးထုတို့တတွေကော ငါမလေးဘာတခုမှနားမလဲဟောက်ဟုတ်နေတာနားထောင်နေရလားဟုတ်ပါကွာလက်တော့တော်တော်ကိုရှုပ်တယ်နော်ဒီတိုင်းထားခဲ့လိုက်ပါကွာခင်းလည်းမစော့ချင်ပါဘူးတော်ကြာပြတ်သွားမှရုံနေရအောင်ဟမ်တုံပေါင်းစကားကိုအားလုံးကလေထောက်ခံကြ යි အိမ်နောက်တော့သူတို့တတွေလက်တော့ကိုဒီတိုင်းထားခဲ့ပြီးအခန်းထဲကနေထွက်လာခဲ့ကြ යි အဲ့လိုကနေချက်ကြီးကိုစကားပြောနေတဲ့အေကန်းလေးကိုရောက်လာကြတယ်ဟဲ့အောင်သားကျော်မင်းကျမ်းမအိမ်ချင်းနေကော ဘလို့လဲကွာအဆင်ပြေရလားอืมပြေပါလေကွာမြို့မှာဆိုတော့နည်းနည်းကားတက်လုံတန်းနေနဲ့စုညံ့နေလीအခုတော့မင်းတို့ရွာမှာဆိုတော့အေးအေးစိစိနဲ့နိုင်ပိုင်းရှိပါတယ်အဲ့ဒီရဲ့ချင်းဖိုးသူတို့ရောက်လာတာနဲ့ချက်ကြီးဟာဟောခလေးရီမင်းတို့အိတ်နေရခြင်းနာမိအကြောင်လားခီးပန်းလာတော့ဟုတ်ကိုချက်ကြီးမိအချင်လို့ဗျဂိမ်းဆော့ရင်ဆော့လို့ပြောတာလေမဆော့ကြအောင်နေမှာဟုတ်တယ်ဗျကိုကိုကြီးလက်တော့နေကြတကမှမဆော့ဘူးတော့တခုခုမှားနေမိရင်လည်းပြတ်သွားမှာဆိုလို့ ဒီတိုင်းပဲထားခဲ့လိုက်ကြတာ။ဟောပေါ့ပါရောပြန်ပိတ်ထားခဲ့လား။ဗျာပေါ့ပါလားမပိတ်ခဲ့ဘူးဗျ။ဟိုဘလို့ပိတ်ရမယ်မသိလို့ဒီတိုင်းပဲထားခဲ့လိုက်တာ။ဒီစကားလေးကြာရောတာကြော်တရား။ဟာမဖြစ်သေးပါဘူး။အခုနေပိညာဝကပြောနေတာ။ဒီဘက်တည်းကမိပုံဝင်မလာဘူးတဲ့။လက်တော်ကအဲ့လိုဖွင့်နိုင်အာကုန်မှာပေါ့။နေုံနေုံတော့ပိတ်လိုက်အောင်မေး။တာကြော်လည်းပြောပြောဆူဆူနဲ့ထွက်သွားပြီ။ပိညာဝကတော့ဒါကိုကြည့်ပြီးတော့ဒီကောင်တာကြော်ကတော့ကွာ ကျောင်းတော့အကြည့်မပြောက်သေးဘူး။အော်မင်းတို့မြင်ရတာရတုကိုတတိယနေကွာ။ပညာအဲ့လိုပြောလိုက်တော့ပိုသူဟာရတုဆိုတာဘယ်သူလဲပြကိုကြီးမညာ။အော်ရတုဆိုတာအကိုတို့တငယ်ချင်းပဲပိုသူရဲ့ကိုင်းစီလန်ဖြစ်ပြီးတော့ဆုံးသွားလीတိတ်တောင်မကြသေးဘူး။ကဲပါကွာ။ဝမ်းနေစရာကောင်းတာတွေကိုပြောမနေပါနဲ့တော့မင်းရလေ။မတို့တငယ်ချင်းတယောက်ကတော့အစိုးရရကောင်အသက်ရှင်လာခဲ့တာပဲလीကွာ။ကိုကြီးသားကျော်ကလည်းကိုင်းစီနဲ့ဖြစ်တရလား။ဟုတ်တယ် ။ရတို့ဆိုမီ တလားလောက်ကြတော့လေ။သူတို့ဒီလိုပြောနေအောင်ရှော့တရက်ဆိုသလိုအပေါ်တကနေအော်ရဲတန်ကိုကြားလိုက်ရတယ်။ဒီတန်လေးကြောင်ဖို့သူဟာဟာဘာဖြစ်တာလဲဟာ။ဒါကိုရီးတာကျော်တန်မင်းဟာဘာဖြစ်တာလဲမသိဘူးတွားကြည့်အောင်။ဒီလိုနဲ့ချက်ကြီးတော့ရောဖို့သူတို့ပါ။တာကျော်ရှိရဲ့အပေါ်တက်ကိုတက်လာခဲ့ကြသည်အခန်းထဲကိုရောက်တော့တာကျော်တယောက်ကျမ်းမြင့်ပေါ်မှာလေးကျနေပြီး လက်တော့ဝအောက်ပြုတ်ကြနေတာတွေ့လိုက်တယ်။ဒါနေတုတ်ကောကိုင်းတာကြောင့်ကိုင်းအစင်မရလားဗျ။အဲ့လိုပြောပြီးရှေ့ကိုတိုးသွားတော့လဲကြနေရဲ့တာကြောင့်အထလာပြီးတုတ်ဘောကိုလဲပြီးညှက်တော်တယ်။တေမင်းတေတေစမ်း။အောက်ရောက်နေတဲ့တုတ်ဘောလေးလဲပြီးညှက်ခန်းထားရတာဆိုတော့အသက်ရှူကြီးကျက်လာတယ်။ဟာကိုကိုကိုင်းတာကြောင့်မြင်နေရတဲ့ဖို့သူကိုလည်းလန့်သွားပြီးတော့ဖို့သူကဟာကိုချက်ကြီးတကူကိုလောက်ပါအောင်ဗျာ ကိုကြီးသားကျော်တုပ်ပေါ့ကိုလဲမညှစ်နေလို့ပါအောင်ဟျောင်းတာကျော်ဒီထောင်းလေကွာဟျောင်းအဲ့လိုပြောပြီးဝင်ဆွဲမဲ့အလုံးချက်ကြီးကိုတာကျော်ကတွန်းထောင်းလိုက်တယ်ချက်ကြီးလည်းနောက်ကိုလဲကျသွားတာဆိုတော့ပိန်ညောင်ကဟျောင်းတာကျော်တော်တော်လို့တာကျော်အဲ့လိုပြောပြီးဝင်ဆွဲပြန်တာဆိုတော့ပိန်ညောင်မှတာကျော်ရဲ့တွန်းထုတ်တာကိုခံလိုက်ရပြန်တယ်အားလုံးပဲအားလုံးပဲပဲအဲ့လိုနဲ့နောက်ကဝင်လာပြီး တာကျော်ရဲ့ကိုဘိုးကိုတစ်ချက်တည်းကကြံ့ကြံ့ရိုက်ဆောင်ပြလိုက်တယ်။ဒီတော့မှတာကျော်လေးသတိမိပြီးတော့လဲကြောင်သွားရောတာပါ။အဲဒီတော့မှလေပြီးအညစ်ခံရတဲ့တုပ်ပေါ်လေးအသက်ပြန်ရှင်လို့ရသွားတယ်။ဟာကိုကြီးတာကျော်ဘာဖြစ်တာလဲ။ဟိုကြောက်ကြောက်စရာကြီး။ဖိုးတူတို့တတွေကတုပ်ပေါ်နောက်ကိုသွားလိုက်တယ်။ဟဲ့တုပ်ပေါ်မင်းအစင်ပြည့်လား။ဟိုဘယ်နှနာသွားသေးလဲ။အေးပြည့်ပြည့်ပါလေ။ဒါပေမဲ့ကိုကြီးတာကျော်ဘာဖြစ်တာလဲ။ကဲကလေးတွေ တုပ်ဘောကိုခေါ်ပြီးခန့်နဲ့သွားလိုက်ကြတော့ကိုကျက်ကြီးတို့တားကြောက်ကိုအိပ်ရပေါ်ရွှေ့လိုက်ဝင်ဒါနဲ့ဖိုတူတို့တတူလေးတုပ်ဘောကိုခေါ်ပြီးထွက်သွားကြ යි ဒီကောင်တော်တော်ကိုထူးဆန်းတာပဲဘာလို့အလက်ကားနေခလေးကိုလဲမင်းထားညင်နေရလဲမသိဘူးဟာဒီကောင်ရှင်ကဒီလိုမဟုတ်ပါဘူးအဲ့လိုပြောပြီးတော့အောက်ပြုတ်ကြနေတဲ့လက်တော်ကိုကပ်ယူလိုက်တယ်။အဲ့ဒီမှာပဲလက်တော်ထဲမှာမြင်လိုက်ရတဲ့ပုံကြောင့်ချက်ကြီးတယောက်ထိတ်လန့်သွားတယ်။မြက်စွာဗျာ ဘာဖြစ်တာလဲချက်ကြီးရဲ့အလန့်တကြားဒါနဲ့ချက်ကြီးကလက်တော့စကရင်ပေါ်ကလူတည်အလောင်းပုံကြီးကိုပြလိုက်တယ်ပိန်ညောင်းလေးဒီပုံကိုမြင်တော့လန့်သွားတယ်ဖေဖေဖေရတုရဲ့အလောင်းပုံကြီးပဲဘလို့ဖြစ်ပြီးတော့ဒီကောင်လက်တော့မှာရှိနေရလေစဉ်းစားစရာတော့ကောင်းနေပြီပိန်ညောင်းကဒီလိုနဲ့ညရောက်တော့မီးပုံဝင်ရှိအောင်ဆိုတော့အားလုံးကပိန်ညောင်းရဲ့ခြံကြီးထဲမှာစုနေကြတယ်အဲ့ဒီရဲ့ချင်း ။တာကျော်မှရောက်လာနေဖို့သူဟာကိုကြီးတာကျော်တက်တာရေးလားဗျ။ဟမ်တက်တာပါလေဖို့သူရဲ့အဲ့လိုပြောပြီးတော့သူ့ကိုကြောက်နေတော့ဘောနာကိုတိုးသွားတယ်။တိုးဘောအကိုတောင်းမှန်ပါလေကွာ။ညီလေးကိုထိခိုက်လို့စီမရှိပါဘူး။အကိုနည်းနည်းစိတ်ပြီစီမှုများသွားလို့နေမှာ။အကိုစိတ်မဆိုးပါနဲ့နော်။ဟမ်ဟိုရရပါလေစိတ်မဆိုးပါဘူးဗျ။အဲ့ဒီရဲ့ချင်းပိန်ညောင်ရောက်လာနေငပိန်ဟာကိုကြီးပိန်ညောင်ဒီမိဘုံဝင်ရ ။ဘာတိပင်နဲ့လောက်တာလေးဗျ။အော်ဒါလား။ဒီမီးပုံဝင်ကစူတောင်းခွဲတစ်ခုပါပဲ။လာပြေလောက်ွယ်ဆိုအကိုတို့ရွာအမြဲတမ်းဒီမီးပုံဝင်လောက်ပြီးတော့စူတောင်းကြတယ်လေ။အဓိကကတော့ဒီဘက်လောက်တဲ့နေ့ဆိုရင်ရွာရဲ့အဆောက်အအုံတခင်မှာရွာရဲ့ကိုလိုက်ပက်ကြည့်ရလို့ယုံကြည်ကြတယ်။အဲ့ဒီကနေမှအကိုတို့ရဲ့စူတောင်းနေကိုသူကကြားပြီးတော့ဖြည့်ဆည်းပေးတယ်။အဲ့ဒီသဘောပေါ့ကွာ။ဒါဆိုမိဝိုင်းတို့ကြိုက်တာစူတောင်းလို့ရရပေါ့နော်ကိုကြီးပိညာ။ရတာပေါ့။ကြိုက်တာစူတောင်းစူတောင်းပြည်တယ်။အဖွားကိုရော မခေါ်တော့ဘူးလားဗျကိုကြီးပညောင်ရဲ့မခေါ်တော့ဘူးဖိုးတူရဲ့အဖွားလမ်းကြိုင်ရမရှောက်နိုင်ဘူး။အိမ်ထဲကနေပဲဆူတောင်းနေမှာ။ဒလုံနဲ့ကနားနေတော့မီးပုံပဲစတင်မှုပြင်ကြတယ်။အဲ့ဒီအချိန်မှာပဲရုတ်တရက်ဆိုသလိုလေတွေတိုက်လာပြီးမီးတော့ကလည်းပိုလွတ်အောင်တောက်လာတာပါ။တောင်းမြင်တော့တုတ်ပေါ်ကဟာမီးမီးတွေထားတော့နေပြီကိုကြီးပညောင်ရဲ့။ဒါနဲ့အခုထိသုံးမှတ်ပဲလို့မပြီးသေးတာဆိုတော့ပညောင်ကဘာမှဖြစ်ဘူးတော့ပေါ့မကြောက်နဲ့ရတယ်။ ဒီမိအခါတိုင်းလဲဒီလိုပဲတောက်တာရေအဓိကရေးကြည့်တာသုံးမဲ့ပြီးအောင်ပတ်ဖို့ပဲအဲ့ဒီအချိန်မှာပဲမိတော့ရဲ့အမောင်စလေးတွေကလင်းနဲ့လွင့်လာပြီးတော့တာကျော်ရဲ့မျက်လုံးထဲဝင်သွားတယ်အာငါမျက်လုံးတော့သွားပါပြီတာကျော်လေးမျက်လုံးဆက်သွားတာဆိုတော့ကင်ထားရဲ့လက်ကိုဖြုတ်လိုက်တယ်အာအဆက်လိုက်တာမရတော့ရေရေရေပြကြမအောင်ရေရေဒါနဲ့ဘရုံးသုံးမတွေဖြစ်ကုန်ပြီးတော့ချက်ကြီးကငါရေတော့ခတ်လိုက်မယ်ဖြောင်းသွားကြမင်းအစီပြေလားရေ ရေရေယူခဲ့ရေပြီးပါဒါနဲ့ပိန်ညာဝကလည်းရေသွားခဲ့နေရဲ့ချက်ကြီးကိုဖျက်အောင်ချက်ကြီးရေမြမြယူခဲ့ပါကွာရှိအဲ့ဒီချိန်သားကြောင့်သူမျက်စိရှိမှရှိနေရဲ့ပိန်ညာကိုတခြားတယောက်နေနေမြင်သွားတယ်ရေတို့မင်းမင်းဘယ်လိုရောက်လာလဲရေတို့အဲ့ဒီမှာပဲသူမျက်လုံးထဲမှာရေတို့ဆိုတဲ့လူကပြုံးမိရှိနေရလို့မြင်နေရတယ်တောင်းမြင်တော့တာကြောင့်လေးပိန်ညာကိုရေတို့တင်ပြီးထိုးကြိတ်တော့လာမှာဖျက်အောင်ရေတို့မင်း ဲထွက်သွားထွက်သွားမရှိဘူးပေါ်မလာနဲ့ထွက်သွားကွာအဲ့လိုထိုးချိန်နေရဆိုတော့ပိန်ညောင်ကဟင်အောင်တကြောင်မင်းမင်ပြောနေရလေရတုကတေးသွားပြီလေကွာဟင်အောင်တကြောင်မဟုတ်ဘူးမတေးသေးဘူးမင်းရတုပဲမင်းရတုပိုတူတို့တွေလည်းတာကြောင်ကိုအတင်းတွေဝင်ဆွေးနေရပြန်နေကိုကြီးတာကြောင်သတိထားပါဦးဗျဘာဖြစ်နေရောလဲအဲ့ဒီရဲ့ချင်းခြေသွားခက်တဲ့ချက်ကြီးကပြန်ရောက်လာတယ်ဟာ ဘာဘာဖြစ်နေကြတာလဲကွာအဲ့ဟာပါကြောမိဘာဖြစ်နေရလဲဟာနှစ်ဆန်းကွာနှစ်ဆန်းဒါရင်မဲ့လေတာချောင်းကတော့မလို့ပဲပိန်ညောင်းပေါ်ကနေခွာပြီးတော့ထိုးချိန်နေရတာပါဟောင်ရှေတုမင်းကိုငါရှိပေါ်မလာနေလို့ပြောထားရလေကွာပြန်ပေါ်လာရင်လည်းငါမင်းကိုထတ်တယ်မနော်ဖျောင်မတက်ဘူးမထင်နဲ့ကွာဟာရှေတုကိုမင်းတက်တာဟုတ်လားဖျောင်တာကျော်အဲ့လိုကနေတာကျော်အနောက်ကနေလိုက်လာတဲ့ရှေတုဝိညာဉ်ကတာကျော်ကိုယ်ထဲကိုဝင်သွားတယ် တငယ်ချင်းပိညောင်တငယ်ချင်းချက်ကြီးအတန်ပြောင်းသွားတာဆိုတော့ပိညောင်ကရှက်ထုမင်းလားတငယ်ချင်းမင်းလားဟုတ်တယ်တငယ်ချင်းငါရထုဒီကောင်သားကြောင့်ငါ့ကိုတတ်ပြစ်တယ်ဒီစကားကိုလေကြာရောရေပုံးခိုင်ထားတဲ့ချက်ကြီးလဲလန့်သွားပြီးတော့ရေပုံးကိုလွှတ်ချလိုက်မိဘလို့ဖြစ်တာလဲကွာဟမ်မင်းမင်းမကြက်သေးရလားဟုတ်တယ်ငါမကြက်သေးဘာသိကိုမကြက်ဦးတငယ်ချင်းဒီကောင်ကလူတတ်တယ်မှာ ငါတို့နီးပညာပြိုင်ပွဲတစ်ခုမှာငါအနိုင်ရတာကိုသူမကျေနပ်ပဲ။မင်းရောငါရောတေမဲဆိုပြီးကောင်းကိုကုံနေငါကြီးရှစ်တဲ့တယ်မောင်းပြတာ။အဲ့ဒီမှာငါတေသွားပြီးတော့သူကတော့အသက်ရှင်နေခဲ့ပြီးထွက်ပြေးသွားတယ်။ဘာ?ဒါဆိုအဲ့ဒီနေရာကားပေါ်မှာရှိနေခဲ့တာ။မင်းတောင်လည်းမဟုတ်ဘူးပေါ့။တာကျော်လည်းရှိနေတာပေါ့။ဟုတ်တယ်ချက်ကြီး။သူလည်းရှိ။အဲ့ဒီနေရာသူကားမှာမှာရတုအဲ့လိုပြောလိုက်တော့ပညာဝါထပ်ပြီးဒါဆိုနီးပညာမှာအနိုင်ရတာမင်းပေါ့။သူကအဲ့ဒါကြောင့် မင်းအောင်ခုလိုတက်ပြက်လိုက်တာပေါ့ဟုတ်တယ်ပညာအဲ့ဒီစီရတာတာကြောင်မဟုတ်ဘူးငါငါမကြည့်ဦးတင်ငယ်ချင်းဒါကြောင့် तू အဆီနဲ့ဖြစ်အောင်ငါပြန်လှုပ်လိုက်တယ်ဒါမြင်သူ့အတွက်ပိုကောင်းသွားတယ်ရတုစကားကြောင့်ပညာကဘာကောင်းတာလဲရတုရဲ့ तू တိတ်မိသွားတယ်လीသူဘာမှမမှတ်မိတော့ငါ့ကိုတက်ခဲ့တာတွေရောအကုန်မိသွားတယ်အဲ့ဒါကြောင့်ငါအမြင်နဲ့သူ့နောက်ကနေတကောက်ကောက်လိုက်နေခဲ့တာဒါဒါကြောင့်ငါဘွားကသူ့ကိုမြင်တော့မောင်းထုတ်တာဟုတ်တယ်ပညာ မင်းဘွားကငါ့ကိုမြင်ရတယ်။ပြီးတော့တာကြောရဲ့ကောက်ကျစ်တဲ့လုံရက်တီးကိုရောပဲ။ဒါကြောင့်ဒီကောင်သူ့ပြည်ကျေးဆောင်လုတ်ပေးတဲ့ငယ်ချင်းရတုလည်းအဲ့လိုပြောပြီးတော့တာကြောကိုလည်းထွက်သွားတယ်။ရတုထွက်သွားတဲ့ဒီပိုင်းနဲ့တာကြောတရားအာမရှိတော့တယ်လို့မြေကြီးပေါ်ကိုလဲကြသွားတယ်။အိမ်တော်တော့ချက်ကြီးဟာငါအတီးပြုတ်ဆရာရှိတယ်။အဲ့ဒါသွားပြီးတော့စစ်ဆေးလိုက်အောင်။ခဏနေရောချက်ကြီးဟာတာကြောလက်တော်နဲ့အတူပြန်ရောက်လာတယ်။ဟောင်းနေဒီမှာကြည့်။ငါမတင်ငါလို့လက်တော်ကိုဆစ်ကြည့်လိုက်တာ။လက်တော်ထဲမှာတော့ ရတုရဲ့တည်နေရလောင်းကိုရိုက်ထားတဲ့ပုံကြီးတွေ့လိုက်ကြတယ်။ကိုတူကတောင်းနေတော့ဖះဖះကြောက်စရာကောင်းလိုက်တာ။ကိုတက်တောင်းတော့ကိုမသိရဲ့လူသက်သမားရှိသေးရပြီနော်။ဟုတ်တယ်ပိုတူ။နောက်ပြီးဒီကောင်ကလူသက်သမားပဲ။ဒီကောင်ကိုတက်ဆိုင်ရလက်ကိုအပ်ပြရမယ်။ဒီလိုနဲ့ပိန်ညောင်လေးချက်ချင်းပဲတက်တေကန်ပစ္စည်းရဲ့လည်းရှိနေအောင်ဆိုတော့တက်ဆိုင်ရကိုဖုန်းဆက်ခေါ်လိုက်တယ်။ကနားကြမှာရွာရဲ့တက်ဆိုင်ရအဖွဲရောက်လာပြီးတာချောင်းကိုတက်တေပစ္စည်းနဲ့တကွဖမ်းခေါ်သွားကြတယ်။ ဒီတော့မှပိညာကဟာအခုမှပဲစိတ်ရတော့ဒီကဲဒီတော့မပြီးသေးတဲ့မိဘုံဝဲလေးကိုဆက်လုပ်လိုက်အောင်ကွာဒါနဲ့ဖိုးတူတို့တတွေလေးတယောက်နဲ့တယောက်ကင်ပြီးတော့မိဘုံဝဲကိုပြန်ဆပြီးလုပ်လိုက်ကြရင်